ိုးဒီတာသုံးရနေတဲ့ပုံပါအားနဲ့ကမှစလုပ်တယ်အဲ့တော့ဒီကဲဒီမှာကတော့နောက်ကျအောင်လုပ်တာကတော့ဒီတော့ဒီမြောက်လိုက်တဲ့တုံးမှာတော့ပြောင်းဖြစ်သွားနောက်တစ်ယောက်ကလည်းဒီမှာတော့ဒီကဲစီးပွားတင်ပါဦးတော့အဲဒီဒေတာစီးရတယ်ကနိုင်ငံတကာနိုင်ငံကအထူးအပွဲအကြီးကြီးနေတာပေါ့အဲတော့ကျွန်တော်တို့6နိုင်ငံကအစိုးရအပွဲအကြီးကြီးနေတယ်လေကျွန်တော်တို့ဒီကြစီပြေဆုံးပြောကြတာဆွေးနွေးနိုင်ခဲ့ပါတယ်အဲဒီကတော့ကျွန်တော်တို့ပထမဆုံးပြောမယ်ဆိုတော့ ဒီကျွန်တော်တို့ဒီမသွားခဲ့တဲ့အတိုင်းကျွန်တော်ထုတ်ပြန်ခဲ့ထုတ်ပြန်ခဲ့တယ်ဒီစတမချိန်မြောက် business အစီအစဉ်သွားမယ်အဓိကတော့ဒီမြန်မာနိုင်ငံမှာဖြစ်ပေါ်ခဲ့တဲ့ငလင်ပေါ့လေငလင်ဒီထံကြောင့်မလို့ခိခိုက်နေနာခဲ့ရတဲ့လူတွေပြန်လဲထူထောင်ရေးလုပ်ငန်းတွေလုပ်နိုင်ဖို့ပြီးရင်ကျွန်တော်တို့ဒါပြန်လဲထူထောင်ရေးလုပ်တဲ့နေရာမှာအကူအညီတွေရရှိဖို့အတွက်ဆောင်ရွက်သွားမယ်ဆိုတော့ပြောခဲ့ပါတယ်အပြီးရင်ကျွန်တော် business အစီအစဉ်မှာကျွန်တော်ဆွေးနွေးရမှာလေဆွေးနွေးခဲ့ပါတယ်ခြုံပြီးပြောရင်တော့ဒီသွားရတဲ့ရည်ရွယ်ချက်ကိုလှုပ်ဆောင်ရတဲ့ရည်ရွယ်ချက်ကိုအောင်မြင်တယ်လို့အဲကျွန်တော်တို့ဒါပြောချင်ပါတယ်ပထမဦးစွာကျွန်တော်တို့ဒါ အိန္ဒိယနိုင်ငံဝန်ကြီးချုပ်ပေါ့နော်မစ္စတာမိုဒီနဲ့တွေ့ရတဲ့အခါမှာသူ့အနေနဲ့မြန်မာနိုင်ငံပေါ်မှာပေါ့နော်တတော်ကိုပဲစေတနာထားတာကိုလည်းကျွန်တော်တို့တွေ့ရပါတယ်အဲသူကိုယ်တိုင်ကလည်းကျွန်တော်တို့ကဒီအိန္ဒိယနိုင်ငံရဲ့ဝန်ကြီးချုပ်ကအဲပြည်နယ်ဝန်ကြီးချုပ်တုံးကသူကူချတဲ့ပြည်နယ်မှာပြည်နယ်ဝန်ကြီးချုပ်ဖြစ်တဲ့ပြည်နယ်ဝန်ကြီးချုပ်တုံးကသူ့အနေနဲ့ကဒါဗလင်တန်ကိုခန်းစားခဲ့ရဘူးလေဗလင်တန်ကိုခန်းစားခဲ့ရသူကိုယ်တိုင်ကပြန်နေထူထောင်ရေးလုပ်ငန်းတွေလုပ်ခဲ့ဘူးတဲ့အဲဒါကြောင့်မလို့ကျွန်တော်တို့ငလင်တနိုးစီမံငလေးလောက်ပြီးနိုင်ပိုင်းအကြမှာမြန်မာနိုင်ငံကိုဆက်သွယ်ပြောကြအဲဒီနိုင်ငံတော်ဝန်ကြီးချုပ်ပုံမှန်မှုရအောင်လာနေဆက်သွယ်ပြောကြအကူအညီတွေပေးအပ်နိုင်ဖို့ပေါ့လေ အများဆုံးလောက်ဆောင်ခဲ့တာဖြစ်ပါတယ်။ဒါအပိစကားတွေပြောကြခဲ့တာဖြစ်ပါတယ်။အဲသူအနေနဲ့ကတော့ဒီအိန္ဒိယနိုင်ငံအနေနဲ့မြန်မာနိုင်ငံကဒါခုကုညီကယ်ဆေးလုပ်ငန်းတွေမှာပဲပြန်လဲထူထောင်ရေးလုပ်ငန်းတွေမှာရောပြန်ပြောကြကျွန်တော်တို့ဒါလိုအပ်တဲ့အကူအညီပေးမယ်။အဲလိုအပ်တဲ့အကူအညီလည်းတောင်းပါဆိုပြီးကြကံလန်းခဲ့တာမျိုးတွေရှိပါတယ်။ဒါပဲထိုင်းနိုင်ငံဝန်ကြီးချုပ်နဲ့တွေ့ရကံမှာလည်းဒီလိုပါပဲထိုင်းနိုင်ငံဝန်ကြီးချုပ်နဲ့အိန္ဒိယနိုင်ငံရဲ့ဝန်ကြီးချုပ်ပြန်ဖြစ်တယ်။အဲပြီးရင်ကျွန်တော်တို့ဒီမြန်မာနဲ့အတူတူတို့ကလည်းမြန်မာရဲ့ငလင်နိုင်ကိုလည်းတို့လည်းခံစားလိုက်ရတယ်ခံစားလိုက်ရတာဖြစ်တဲ့အတွက်ကြောင့်မလို့ဒါဆက်ရခဲ့တာကျန်တဲ့ဝန်ကြီးချုပ်များကလည်းကျန်တဲ့ဝန်ကြီးချုပ်တွေအစိုးရဘက်အကြီးအကဲတွေကလည်း ကူညီဖို့ပေါ့နော်ပံ့ပိုးဖို့ဒါဆောင်ရွက်ခဲ့ပါတယ်အထူးကြဲကြဲကျွန်တော် base care အစီအွေးမှာအစီအွေးအခမ်းအနားစတင်ကြောင်းကြေညာပြီးတာနဲ့ကျွန်တော်တို့ကမြန်မာနိုင်ငံမှာရှိတဲ့ပေါ့နော်ဂလင်တန်သက်ခံစားခဲ့ရတဲ့အသက်ဆုံးရှုံးခဲ့ရတဲ့လူတွေထိခိုက်ဒဏ်ရာရတဲ့လူတွေအဲဒီဥယျာဉ်ဆုံးရှုံးခဲ့ရတဲ့ကျွန်တော်မြန်မာပြည်သူလူထုကိုစာနာထောက်ထားသောအဖြစ်ဂါရပ်ပြည်သူအားဖြင့်တစ်မိနစ်ပေါ့နော်အားလုံးကညီသက်ပြောကြနိုင်ငံခေါင်းဆောင်တွေတက်ရောက်လာတဲ့လူတွေအားလုံးကတစ်မိနစ်ညီသက်ပြောကြဒါဂါရပ်ပြည်ခဲ့တယ်ဆိုတာလည်းကျွန်တော်တွေ့ရပါတယ်။နောက်ပြီးရင်ကျွန်တော် base care အစီအွေးပေါ့နော် base care အစီအွေးမှာလည်းအဓိကကဒီဟို ်ဒီစက်ရဲ့သူ့ရဲ့ဒါဆောင်ပုတ်တွေသူ့ရဲ့ရီမတ်ချက်တွေရှိတယ်ဒါတော့အောင်မြင်စွာဆွေးနွေးနိုင်ခဲ့တယ်ဒါပြင်ဒီနေရာမှာထူးထူးခြားခြားကကျွန်တော် business အဖွဲ့ဝင်နိုင်ငံတွေကလည်းနိုင်ငံချင်းအလိုက်ကသူ့ရဲ့ဟောနော်ဟိုသဘာဝဘေးဒဏ်ခံစားမှုတွေရှိခဲ့တယ်ရှိခဲ့တဲ့အတွက်ကြောင့်မလို့အိန္ဒိယနိုင်ငံတွေနဲ့ဒီသဘာဝဘေးဒဏ်ကိုဒါကုညီကယ်ဆယ်ရေးသဘာဝဘေးဒဏ်နဲ့ပတ်သက်ပြီးသူစီနာပြုလို့ရေးသဘာဝဘေးဒဏ်နဲ့ပတ်သက်ပြီးတော့ကြာအတွေ့အကြုံခလဲနိုင်ရေးအတွက်ဒီသဘာဝဘေးဒဏ်ကုညီကယ်ဆယ်ရေးသဘာဝဘေးဒဏ်နဲ့ပတ်သက်တဲ့ပညာပြန်ပွားရေးအတွက်စင်တာတစ်ခုစောင့်ရဲဆိုတာကိုသူကဟောအဆိုပြုခဲ့ပါတယ်အဆိုပြုခဲ့ပြီးအားလုံးကလည်းသဘောတူခဲ့တယ်ဆိုတာအကြံပြရတယ်သဘောတူခဲ့တယ်ဆိုတာကျွန်တော်တို့တွေ့ရတယ် အဲဒါတွေကတော့ဟိုကဘာပြရနေတာပတ်သက်လာပြီးတော့ကြပို့ပြီးတော့ကျွန်တော်ရုပ်လုံနိုင်တော့မှာပေါ့နော်ပို့ပြီးတော့နိုင်ငံချင်းချင်းပေါင်းစည်းနိုင်တဲ့ဟာတွေကိုကျွန်တော်တို့ပြုတ်ခဲ့ရပါတယ်ဒီနေရာမှာပေါ့နော်ကျွန်တော်ပြောချင်တာကပေါ့နော်ခုချိန်မှာလဲဒါဒီနိုင်ငံတွေတွေမကောင်းကျွန်တော်အာဆီယံနိုင်ငံတွေကျွန်တော်တို့အိန္ဒိယချင်းနိုင်ငံတွေတရုတ်နိုင်ငံလာအိုနိုင်ငံဒါပြင်ဟိုအဲ့နိုင်ငံတွေအောင်ပြီးရင်ကျွန်တော်ရုရှားနိုင်ငံလိုလိုနိုင်ငံကြီးမျိုးတွေပြီးရင်ကျွန်တော် UAE လိုနိုင်ငံမျိုးတွေကျွန်တော်ခဏခဏပြောပါတယ်ကျွန်တော်နိုင်ငံကိုဒီပေါ့နော်ဟို ခုချိန်ထိလေအနေနဲ့ကူညီနေတာပေါ့နော်18နိုင်ငံ17နိုင်ငံလောက်ရှိပါတယ်လေအစည်းအဝေးဆိုရဲဒီနေ့ဆိုကျွန်တော်ပြင်ပါတယ်60ကျော်သွားပြီဖြစ်ပါတယ်နိုင်ငံတကာကခါးကမြန်မာတွေကျွန်တော်မြန်မာတွေငလင်တိုင်းခံစားခဲ့ရတယ်အဲ့ငလင်တိုင်းခံစားခဲ့ရတာတွေကိုပေါ့နော်အားလုံးကပေါ့နော်ကူညီကြတယ်အားလုံးကစာနာထောက်ထားကြတယ်အားလုံးကနားလည်ကြတယ်အားလုံးကဝိုင်းဝန်းပြီးတော့ကြဆောင်ရွက်လို့ကြီးစီးစီးကြတယ်အားလုံးလည်းလက်တွေ့လည်း line ဝိုင်းဝန်းပြီးတော့ဆောင်ရွက်နေရတယ်ကျွန်တော်တွေ့ရမှာပဲဖြစ်ပါတယ်ပြောရမယ်ဆိုကဘာကမြန်မာကိုအာယုံဆိုင်နေတယ်မြန်မာပြည်သူလူထုမြန်မာပြည်က ျွန်တော်မြန်မာနိုင်ငံကြီးကငလင်တန်းကိုဘယ်လိုခံခဲ့ရလဲငလင်တန်းကိုဘယ်လိုမျိုးရင်ဆိုင်နေလဲငလင်တန်းနဲ့ပတ်သက်ပြီးတော့ကြာကြာဒီတဘောဘေးနဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့ဘယ်လိုစီလုံးလုံးနေလဲဆိုအားလုံးကအာယုံဆိုင်နေတာဖြစ်ပါတယ်ဒါကြောင့်ကျွန်တော်မြန်မာပြည်သူလူထုအနေနဲ့ကလည်းဒီငလင်ပေါ့နော်အဘောဘေးတန်းကိုစီစီလုံးညီညီညွတ်နဲ့ရင်ဆိုင်ကြပါစီလုံးညီညီညွတ်နဲ့နိုင်ငံတော်အစိုးရအနေနဲ့ကလည်းနော်ပြည်ကစေးလုပ်ငန်းတွေပြန်လည်ထူထောင်ရေးလုပ်ငန်းတွေကိုအတက်နိုင်ဆုံးအရှိန်ဟုန်နဲ့အများဆုံးလုပ်ပါမှာဖြစ်တယ်အဲ့နှစ်၆ပြီးပြမယ်ဆိုမြန်မာစီလုံးမှုကိုပြပါမြန်မာစီလုံးမှုကိုပြဖို့လိုပါတယ် ပေါ့နော်အားလုံးအာယုံဆိုင်နေတဲ့အချိန်မှာမြန်မာဟာဘယ်လိုမျိုးဆွဲရှိတယ်ဘယ်လိုမျိုးကြံ့ခိုင်နေလဲဆိုတာပြမှုလို့တယ်လို့ကျွန်တော်အနေနဲ့ပြောချင်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်မြန်မာဒီမိုကရေစီအရေးထောက်ခံအားပေးသည့်ဂျပန်နိုင်ငံပါတီစုံလွတ်တော်အမတ်များတမကအရေးပေါ်အစည်းအဝေးကျင်းပမြန်မာဒီမိုကရေစီအရေးထောက်ခံအားပေးတဲ့ဂျပန်နိုင်ငံပါတီစုံလွတ်တော်အမတ်များတမကရဲ့အရေးပေါ်အစည်းအဝေးကိုဧပြီလ၄ရက်ဒီနေ့မနက်ပိုင်းကဂျပန်နိုင်ငံအောက်လွတ်တော်အမတ်များယုံအဆောက်အဦရဲ့အထူးစည်းဝေးခမ်းမမှာကျင်းပပြုလုပ်ခဲ့တယ်လို့ NUG ဂျပန်နိုင်ငံဆိုင်ရာကိုယ်စားလှယ်ရုံးကထုတ်ပြန်ပါတယ်အဆိုပါစည်းဝေးကိုအမျိုးသားညီညွတ်ရေးအစိုးရလူသားချင်းစာနာထောက်ထားရေးနဲ့ BNI ရဲ့ဆိုင်ရာစီမံခန့်ခွဲရေးဒူးဝင်ကြီးဒေါက်တာငိုင်းတန်မောင်းကအွန်လိုင်းကနေတက်ရောက်ခဲ့ပြီးလက်ရှိငလင်ဘေးထိခိုက်ပျက်စီးမှုအခြေအနေတွေရှင်းလင်းတင်ပြကငလင်ဘေးတင်ပြသူတွေကိုအရေးပေါ်အမြန်ဆုံးကူညီပေးနိုင်မှုမေတ္တာရက်ခံတောင်းဆိုခဲ့တယ်လို့သိရပါတယ် ဒါအပြင်မြန်ဖူဖားနဲ့အခြားမျိုးအဖွဲ့အစည်းတွေကတက်ရောက်လာသူတွေကလည်းမြန်မာငလင်ကြောင်ထိခိုက်ပျက်စီးမှုအခြေအနေတွေလိုအပ်ချက်တွေနဲ့အရေးပေါ်အကူအညီလိုအပ်နေတဲ့ရေတိုးရေရှည်စီမံကိန်းတွေကိုရှင်းလင်းတင်ပြခဲ့တယ်လို့သိရပါတယ်။ပြင်းထန်ငလင်ကြီးကြောင်ပြည်သူအများစုအသက်အိုးအိမ်စီစိမ်ဆုံးရှုံးကဒုက္ခပင်လယ်ဝေနေတဲ့ကြားကစစ်ကောင်စီရဲ့လူမဆန်စွာဘုံကျဲတိုက်ခိုက်နေမှုတွေ၊ကယ်ဆယ်ရေးလုပ်ငန်းတွေအပေါ်ပိတ်ပင်တားဆီးနေမှုတွေ NUG အစိုးရကရတတပတ်နှစ်ပတ်တာအပြစ်ခတ်ရစဲရေးနဲ့ကယ်ဆယ်ရေးလုပ်ငန်းတွေပူးပေါင်းဆောင်ရွက်ဖို့ကမ်းလှမ်းချက်ကိုစစ်ကောင်စီကလက်မခံခဲ့တဲ့အချက်လက်တွေပါဝင်တဲ့စာရွက်စာတမ်းတွေကိုလည်းအဆိုပါအစည်းအဝေးမှာဖြန့်ဝေခဲ့တယ်လို့သိရပါတယ်။ဒါအပြင်ငလင်တန်တဲ့ပြည်သူတွေအတွက်အရေးပေါ်အကူအညီတွေလျင်မြန်စွာပေးအပ်နိုင်ဖို့မြစ်တာရက်ခံတောင်းဆိုစာကိုလည်းမြန်မာဒီမိုကရေစီရေးထောက်ခံအားပေးတဲ့ပါတီစုံလွှတ်တော်အမတ်များတမကကိုပေးအပ်ခဲ့တယ်လို့ဆိုပါတယ်။ အမေဖြေကဏ္ဍမှာတော့ဂျပန်လွှတ်တော်အမတ်တွေက အရေးပေါ်အကူအညီလိုအပ်နေတဲ့နေရာတွေစီအမြန်ဆုံးရောက်ရှိအောင်လှုပ်ဆောင်နိုင်မယ့်နည်းလမ်းနဲ့လမ်းကြောင်းတွေစသဖြင့်မေကူးများစွာမေးမြန်းခဲ့တယ်လို့ပြန်လည်ဖြေကြားဆွေးနွေးမှုတွေပြုလုပ်ခဲ့တယ်လို့ NUG ဂျပန်